င်္ဂလာပါခင်ဗျာအခုချိန်ကစပြီးတော့2025ခုနှစ်အော်တိုဘာလ19ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မြန်မာနိုင်ငံဟာလူမှုပန်တီတဲ့ဘေးအန္တရာယ်စုကြီးနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးပြောတဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာနိုင်ငံဟာလူမှုပန်တီတဲ့ဘေးအန္တရာယ်စုကြီးနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးကပြောကြားလိုက်ပါတယ် အကျဉ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံဥပဒေရေးရာ ကော်မတီမှဘေးအန္တရာယ်ကြုံတွေ့နေရတဲ့အခြေအနေများမှာပြည်သူများအားအကာအကွယ်ပေးရေးဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်တဲ့အထွေထွေဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်းအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။မြန်မာပြည်သူတွေအခုလိုကြုံတွေ့ခံစားနေရတာဟာဆရာနာသိန်းအဖွဲ့ရဲ့ဥပဒေမဲ့လှုပ်ဆောင်မှုတွေပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့အကျိုးစီးပွားတွေကိုရည်ရွယ်ချက်ရှိရှိပြစ်ပယ်ခဲ့တာကြောင့်ဖြစ်ရတာလို့အစည်းအဝေးတက်ရောက်လာသူတွေကိုမြန်မာ န်းအမတ်ကြီးကရှင်းပြခဲ့ပါတယ်။လူပုဂ္ဂိုလ်များအားကာကွယ်စောင့်ရှောက်ရေးနဲ့ဘီအန်ဒီရဲ့ကယ်ဆယ်ရေးအကူအညီတွေပေးဖို့ဆိုတာဒုက္ခရောက်နေတဲ့နိုင်ငံရဲ့အထူးတာဝန်ဖြစ်ပြီးတော့ဘေးဒုက္ခကြာရောက်နေတဲ့ပြည်သူတွေရဲ့လူအချက်တွေကိုအချိန်နဲ့တပြေးညီခွဲခြားမှုမရှိဘဲဖြည့်ဆည်းပေးနိုင်ဖို့နိုင်ငံသားအကူအညီတွေရှာဖွေတောင်းခံတာ တက်ဆိုင်သူတွေလွယ်ကူချော်မွေ့စွာလက်ခံရရှိနိုင်ရေးစောင့်ရွက်ပေးရမယ့်တာဝန်ရှိတယ်လို့ဆိုပါတယ်။ဒီတာဝန်ဝတ္ထရားတွေကိုလစ်လူရှုပြီးတော့ရွယ်ချက်ရှိရှိတားဆီးပိတ်ပင်တာအခွင့်ရေးယူပြီးတော့အမျက်ထုတ်တာတွေကိုစစ်တပ်ကကျူးလွန်ခဲ့တယ်လို့လည်းအတည်ပြုခဲ့ပါတယ်။တဘာဝဘီယန်ဒေတွေနဲ့လက်နက်ကင်ပဋိပက္ခတွေကြောင့်စိုးရွားတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေတပြိုင်တည်းဖြစ်ပေါ်လာတဲ့အခါမှာစင်ရဒုက္ခတွေဟာအတိုင်းအဆမရှိကြီးမားတာကြောင့်ပြန်လည်ကုစားဖို့မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်ရှိသွားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ ဒီအခြေအနေတွေကိုပြသနိုင်တဲ့အတင်တော်ဆုံးဥပမာတစ်ခုဖြစ်တယ်လို့အစည်းအဝေးတက်ရောက်လာသူတွေကိုကုလသမဂ္ဂဆိုင်ရာမြန်မာတမ်းအမတ်ကြီးကရှင်းပြခဲ့ပါတယ်။ဆီယာနာသိန်းအဖွဲ့ရဲ့ဥပဒေမဲ့ဆောင်ရွက်ချက်တွေပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့အကျိုးစီးပွားကိုရည်ရွယ်ချက်ရှိရှိပြစ်ပယ်ခဲ့တာကြောင့်လူတို့ဖန်တီးတဲ့ဘေးရန်တွေဇူးကြီးနဲ့ကြုံတွေ့ခံစားနေတဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုထင်သာမြင်သာရှိအောင်မြန်မာတမ်းအမတ်ကြီးရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုဗဟုပြုလုပ်ခဲ့တဲ့ Richter scale ခွန်တက်မှ9အဆင့်ရှိတဲ့ငလ လင့်ကြောင့်နိုင်ငံအနှံ့အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်းဆိုင်နေရချိန်မှာအကြမ်းဖက်စစ်တပ်ကငလင်တန်းကိုအထူးကခံရတဲ့သခိုင်းနဲ့မန္တလေးတိုင်းကလူနေကျေးရွာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာတွေနဲ့နှိုင်းရှင်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်မြန်မာပြည်သူတွေဟာတဘာဝဘီယန်ဒွေတွေအပြင်လူတို့ဖန်တီးတဲ့ဘီယန်ဒွေတွေဖြစ်တဲ့အကြံဖက်စီအုပ်စုရဲ့အကြံဖက်မှုတွေနဲ့ဖိနှိပ်မှုတွေကြောင့် ပုံမှုဆူရတဲ့ဆင်းရဲဒုက္ခတွေကိုခံစားနေရတယ်လို့လည်းမြန်မာအတမ်းမကြီးကရှင်းပြခဲ့ပါတယ်။တာဝန်ယူမှုတာဝန်ခံမှုတရားမျှတမှုနဲ့ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ပြန်လည်ထူထောင်ခြင်းကသာတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးနဲ့လူ့ကုန်သိက္ခာကိုပြန်လည်ရရှိနိုင်မှာဖြစ်တာကြောင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့တရားမဝင်အာဏာသိမ်းအဖွဲ့ကစီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုတားဆီးဖို့တိုက်တွန်းလိုက်ပြီးတော့ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့စူးစမ်းနေတဲ့မြန်မာပြည်သူတွေဘက်က ခိုင်ခိုင်မာမာရက်တီထောက်ခံပေးကြဖို့ကိုလသမကဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုခဲ့တာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့စေအုပ်စုကိုစစ်လက်နက်ပစ္စည်းတွေနဲ့တိုက်လေရင်စီအပါဝင်စစ်ဖက်အရက်ဖက်သုံးပစ္စည်းတွေမယောင်းချဖို့နိုင်ငံတကာအတိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာအသံမကြီးတိုက်တွန်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့နဲ့ဒုက္ခဆင်းရဲခံစားရမှုကနေလွတ်မြောက်စေဖို့နိုင်ငံတကာအတိုင်အဝန်အနေနဲ့စစ်အုပ်စုကိုစစ်လက်နက်ပစ္စည်းတွေအပါအဝင်စစ်ဖက်အရက်ဖက်နှစ်မျိုးသုံးပစ္စည်းတွေရောင်းချတာမျိုးမလုပ်ကြဖို့ကုလဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အကြိမ်80မြောက်ကုလသမဂ္ဂထရွေညီလာခံလက်နက်ဖြတ်တင်းရေးနဲ့နိုင်ငံကလုံခြုံရေးကော်မတီရဲ့အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖြတ်အားပြင်းလက်နက် WMD တွေထက်တမယူကြလက်နက်တွေကြောင့်နေစဉ်အရက်သားတိဆုံမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေတယ်လို့ဆိုပါရယ် တမယူကြလက်နက်တွေအာနာရှင်တွေနဲ့အလွဲသုံးစားလုပ်သူတွေလက်ထဲရောက်ရှိသုံးဆွဲနေတာကြောင့်လူအများအပြားအသက်ဆုံးရှုံးခဲ့ရတဲ့တရကားတွေရှိခဲ့တယ်လို့မြန်မာတပ်အမတ်ကြီးကအစည်းအဝေးတက်ရောက်လာသူတွေကိုရှင်းပြခဲ့ပါတယ်။စစ်အုပ်စုကိုကုလအဖွဲ့ဝင်နိုင်ငံအချို့ကလက်နက်ခဲယမ်းတွေတိုက်လေရင်တွေနဲ့အရက်ဘက်စစ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေရောင်းချလွှဲပြောင်းပေးနေတာကြောင့်စစ်အုပ်စုဟာလူမဆန်တဲ့ရက်စက်မှုတွေနဲ့ ပြစ်မှုကြီးတွေကိုကျူးလွန်ခွင့်ရနေတာထင်ရှားနေတယ်လို့လည်းထောက်ပြပြောဆိုခဲ့ပါရီစေအုပ်စုဟာမြေပြင်မှာဆုံးရှုံးခဲ့တာတွေကိုကုစားနိုင်ဖို့လေကြောင်းတိုက်ခိုက်မှုတွေပိုလှုပ်လာတယ်လို့စစ်ဘက်အရေးပံနှမျိုးသုံးပစ္စည်းတွေကိုမတရားအသုံးချနေတဲ့မှတ်တမ်းတွေရှိနေတဲ့အတွက်ကြောင့်နျူကလ িয়ার စွမ်းအင်ကိုငြင်းချမ်းစွာအသုံးပြုပြီးကဘာအပြင်အာဂါတအာငြင်းချမ်းစွာသုံးဆွဲရေးဆိုတဲ့စေအုပ်စုကပြောတဲ့စကားလုံးတွေရဲ့နောက်ကွယ်မှာမလျော်ကန်တဲ့ရွယ်ချက်တွေရှိနေနိုင်တယ်လို့လည်း တရိပ်ပေးပြောကြားခဲ့တာပါ။ဒါကြောင့်မြန်မာပြည်သူတွေရဲ့အသက်ကိုကဲတင်ဖို့နဲ့ဒုက္ခဆင်းရဲခံစားနေရမှုတွေကနေလွတ်မြောက်စေဖို့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့စီအုပ်စုကိုဆက်လက်နေပစ္စည်းတွေတိုက်လေရင်စီးတွေစစ်ဖက်အရက်ဖက်နှမျိုးသုံးပစ္စည်းတွေနဲ့ဆက်ဆက်နည်းပညာတွေရောင်းချတာလွှဲပြောင်းတာမပြုလုပ်ကြဖို့ကုလဆိုင်ရာမြန်မာအသံအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မတရားဖမ်းဆီးစုဆောင်ထားတဲ့လူငယ်တွေကိုလေ့ကျင့်ပေးနေတဲ့အကြမ်းဖက်စစ်တင်နန်းကြောင်း၂၈ကြောင်းထိရှိလာပြီလို့ MDSI ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးစုဆောင်ထားတဲ့လူငယ်တွေကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တင်နန်းကြောင်း၂၈ကြောင်းအထိရှိလာပြီလို့မြမစစ်ဖက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကဒီကနေ့အောက်တိုဘာလ၁၈ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။ စစ်မှုတန်းတင်နှန်းချောင်းတွေထတ်တိုးဖွင့်လှစ်ပြီးတော့လေ့ကျင့်ပေးနေတာနဲ့ပတ်သက်လို့ MDSI ကအတိအပေးထုတ်ပြန်လာတာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ဟာဖန်စီစုဆောင်ရရှိတဲ့လူငယ်အရေးအတွက်ပေါ်မူတည်ပြီးတော့အရန်တင်နှန်းချောင်းတွေဖြစ်တဲ့ချီလင်းအကူလက်နက်ကြီးတင်နှန်းချောင်းတမရကိုခံပညာနဲ့အာကစားသိပ်ပံနဲ့အမှတ်59ရေတက်လေးကျင့်ရေတက်တို့ပါထတ်တူးဖွင့်လေလေးကျင့်ပေးနေတာလို့ MDSI ကဆိုထားပါရီ။ဒါပေမဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့တပိတ်ချင်းမျိုးနယ်ကစခတာနှစ်နဲ့ တတကဆက်သောရွှေဘူးအခြေဆိုင်စာခတရှေ ကလေးတက်နေတတက73တို့မှာတော့လုံချုံကြီးအခြေအနေအရပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်တာမရှိဘဲရန်နာထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်တပ်စူးမှုထိန်းချုပ်မှုအားကောင်းတဲ့ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြီးတော့မန္တလေးတိုင်းနဲ့ပဲခူးတိုင်းမှာရှိတဲ့စစ်တပ်နှန်းကျောင်း15ခုဟာပြည်သူစစ်မှုထမ်းတင်တဲ့အပတ်စဉ်အများစုကိုလက်ခံလေ့ကျင့်ပေးနေတဲ့ပေးမတင်တဲ့ကျောင်းနေရာတွေဖြစ်တယ်လို့သိရပါတယ်စစ်အခြေခံလေ့ကျင့်ရေးတပ်တွေဟာ ပြည်သူစစ်မှုထမ်းတင်တဲ့အပြင်အခြေခံတပ်သားတစ်တင်တန်းတွေကိုလည်းဖွင့်လှစ်တင်ကြားလေ့ကျင့်ပေးလျက်ရှိတယ်လို့သိရပါတယ်။စစ်မှုထမ်းအပတ်စဉ်18အထိလေ့ကျင့်တင်တန်းပေးခဲ့တဲ့နေရာတွေဟာစစ်အခြေခံလေ့ကျင့်ရေးတပ်စခတကိုတမ်းမြင့်လေ့ကျင့်ရေးကြောင်တတကဆက်တဲ့အရာခံနဲ့အကြက်ကြီးတင်ကြောင်ရကတနှင့်တမတော်ကွန်ပျူတာနဲ့နေပညာသိပ္ပံတကနာဘိုးတင်တန်းကြောင်ဘတ်ထူချေလင်းအကူလက်နက်ကြီးတင်ကြောင်ခအာက တက်မတော်ကိုကံပညာနဲ့အားကစားသိပ်ပံတကအာအမှတ်59ရေတက်လေးချင်းရေတက်တို့ဖြစ်တယ်လို့လည်းသိရပါတယ်။အခုအော်တိုဘားလ10ရက်နေ့ထိဆိုရင်စစ်မှုထမ်းအပတ်စဉ်15ရက်ထိလေးချင်းတင်နန်းစင်ပေးထားပြီးတော့အပတ်စဉ်18ကိုမကြာခင်မှာဖွင့်လှစ်နိုင်ဖို့စစ်တပ်ဘက်ကပြင်ဆင်နေတယ်လို့လည်းအသိပေးထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာစစ်မှုထမ်းတပ်သားတွေလာစဉ်တတ်မှတ်အရေးအတွက်ထက်ကြိုလွန်ရရှိအောင်နှီးမျိုးစုံနဲ့ဖမ်းဆီးစုဆောင်းနေတယ်လို့အရှိန်ဟုန်မပြတ်လေးချင်းတင်နန်းပေးနိုင်ဖို့အတွက်လည်းစစ်တပ်နန်းချောင်းတွေတိုးချဲ့ဖွင့်လှစ်နေတာပဲ ဲဖြစ်ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ